ော်ဘူးတော့နည်းနည်း trauma ရသွားတာမိကကိုမွေးတော့ကကြတော့နှစ်ပေါင်နဲ့လေ interview မှာဖြစ်နေပါတော့ကြာအနာဟောဖြစ်ဘာမှမဟုတ်ဘာမှဖြစ်ပြပြရနော်ဒါတိုင်းတော့ဘာမှဖြစ်တိုင်းတော့ဘာမှမဖြစ်တည်းပြပြအမေကကြတော့အဲ့လို trauma ရသွားပြီးနောက်တစ်ယောက်ဆက်ယူလို့ရှင်တယ်ထိတ်လို့ဖြစ်မှာဆိုလို့ဆိုပြီးတော့မမွေးတော့တာမယူဖြစ်တော့တာပေါ့မဖြစ်ပုံပါပဲဖြစ်နေအောင်ဟုတ်တယ်ဟုတ်တယ်ငယ်ကမမေကိုပူရပူစားခဲ့ပါမယ်နော်ငယ်လေးလို့ကျွန်တော်ပူစားပါပူစားတော့ဘလို့ဖြစ်သွားလဲဆိုတော့ နောက်ဆိုလည်းပြောတဲ့နေ့ကိုမချစ်တော့ဘူးအဲနောက်မွေးမယ်မောင်လေးညီမလေးကိုမချစ်တော့မယ်အဲ့လိုမျိုးပြောတာအဲကြလို့ရှင်တော့ဝင်နေပါပြီးရင်လည်းစသေးတယ်ပါတနေ့ကိုအမိုက်ပုံလေးကောက်ရအောင်ဆိုတော့အဲဟာလူချင်းရဲ့စကြရယ်နော်အဲဆိုလို့ရှင်ငိုတာအမေကဆိုရင်အဲ့လိုပြောလို့ဆိုပြီးတော့လူချင်းတာပေါ့ငငယ်ရဆိုအမြဲတမ်းမွေးခိုင်းတာအဲ့ဒါမြေမွေးဝေး မမွေးပေးဘူးခဲ့တဲ့လေးကိုချက်ဆုံးပေါ့ဘူးတော့နည်းနည်း trauma ရသွားတာမိရကိုမွေးတော့ကကြာတော့နှစ်ပေါင်နဲ့လေအင်တာဗျူးထဲမှာဖြစ်နေပါတော့ကြာတနာမှာဖြစ်ဘာမှမဟုတ်ဘာမှမဖြစ်ပြပြရနော်ဒါတိုင်တယ်မှာဘာမှမဖြစ်ဘူးတကယ်ပြပြအမေကကြာတော့အဲ့လို trauma ရသွားပြီနောက်တစ်ယောက်ဆက်ယူလို့ရှင်လဲထိတ်လို့ဖြစ်မှာဆိုလို့ဆိုပြီးတော့မမွေးတော့တာမမယူဖြစ်တော့တာပေါ့အပြည့်ပေါ်မှာလည်းချစ်နေအောင်ဟုတ်တယ်ဟုတ်တယ်ငယ်ကမမေကိုကူစားခဲ့ပါမယ်နော်ငယ်လေးလို့ကြာကူစားပါပေါ့ကူစားတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ နောက်ဆိုလည်းပြောတဲ့နေကိုမချစ်တော့ဘူးအဲနောက်မွေးမယ်မောင်လေးညီမလေးကိုမချစ်တော့မယ်အဲ့လိုမျိုးပြောတာအဲကြလို့ရှင်တော့ဝမ်းနေပါပြီးရင်လည်းစသေးတယ်ပါတတိယအမိုက်ပုံလေးကောက်ရအောင်ဆိုတော့အဲ့ဟာလူကြီးရင်စကြရယ်နော်အဲ့ဆိုလို့ရှင်ငိုတာအမေရဆိုရင်အဲ့လိုပြောလို့ဆိုပြီးတော့အဲ့စကားလေးကြီးကြားလိုက်ဘလို့တော့ခံစားခဲ့ရလဲအမေကကလေးဖွားပါတာနော်အရန်ခံစားခဲ့ရဟုတ်တယ်ရင်ထဲစွတ်တော့ပါတို့အဲ့လိုပြောတယ်မမေကလည်းအရန်အဆတန်တာလေ तू စပြီဆိုလို့ရှင်တဆုံးစလိုက်တာ သားသမီးအချင်းကဘာလို့လဲဆိုတဲ့အတွေ့အမျိုးတွေဖြစ်တယ်ကလေးဆိုတော့သူတို့ပြောသမှယုံတာအင်းရောဒါပေမဲ့ရှာတော့တယောက်တည်းသားကြတာတယောက်တယောက်ထဲမဲ့နေချင်တော့တာနောက်ပိုင်းကြတော့လေအကိုခန်းထဲမှာကိုတယောက်ထဲကိုကဘာပဲအဲ့လိုအတော်ပါသေးရဲ့လို့ညီမောင်မှလည်းမောင်လေးညီမလေးရှိလို့ရှင်တဲ့တည့်ရမလားဝင်လားစော့တည့်ရမလားနှောက်ရှက်ဖြစ်နေမှာဆိုကောင်းတယ်တယောက်ထဲပဲလို့အဲ့တော့သမီးတွေကိုလည်းလိုက်ချစ်ပေးနေတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အရင်တော့မမတ်မြူတာမေမေပြောသေးရဆိုလို့ရှင်ထိတ်က အဲ့လိုငငယ်တည်းကတူပြီးတော့တမိဆိုအဖော်မြင်တယ်အဖော်မြင်တော့လူတွေလူတိုင်းကိုတတ်တာပြရတယ်တဲ့ ဲ့အကောင်လုံးကြောင်းတက်တော့မှလည်းအဲ့လိုတငယ်ချင်းတွေဆိုရင်ကိုကပဲစပြီးလိုက်ပောင်းတာအဲ့လိုမျိုးအရန်အရန်ဖော်မြင်တာတယောက်ခဲတူပြီးတော့သမီးဆိုတာတီတီထိတ်ဖြစ်သွားပြီအမလုံးမှာဒီကောင်ကအမ်တီမတီလေးကိုမွေးတဲ့ကနေပြီးတော့ပုံလေးမြင်တာအရန်ချစ်စရာကောင်းတယ်ပေါ့နော်ပြီးတော့မွေးတော့ဆေးရုံလည်းတော်မမေးလိုက်ရအောင်ဆိုတော့အဲဒီရက်တရပြည့်လေးတော့လာပြောင်းလာလိုက်တာပါဟုတ်တယ်အရန်က ဖြူတာထက်ကိုပိုတယ်အရင်အဖေရောမေရောထပ်ပါဖြူတာဖြူပြီးတော့လေအဲ့လိုအဲဟုတ်တယ်ဟုတ်တယ်အဲ့လိုပါလေပြောလုံးလုံးကစ်ကစ်လေးနဲ့အရင်အရင်ချစ်စရာကောင်းတယ်ကိလေးကိုလာတော့တဲ့ရရနေလေအရင်တဲ့ရသူ့ကိုင်နေရတော့သူကလည်းငိုသူ့ကိုင်လို့ရှိခလေးချီရဲ့နော်ဟာခောက်တယ်ခလေးရှိတော့လေအဲ့လိုအရင်ငငယ်ရတော့မချီရဲဘူးပြုတ်ကြမှာကြောက်လို့တော့မယ်အခုတော့နိုင်သွားပြီနိုင်သွားပြီအဲသူတို့အမ် မိဘရဲ့လက်ခံတော့ခြေရတာပေါ့နော်မကုန်းနဲ့တူတယ်လို့ထင်တာမကုန်းနဲ့အရင်တူတာတပုံစံနဲ့လောမကုန်းနဲ့တပုံစံနဲ့မေးစီလေးကစအဲ့လိုလေးလုံးလုံးလေးနဲ့ချက်ချုံလေးနဲ့ဆရာလေးအကုန်လုံးကမေးစီကိုပဲသဘောကျပြီးဆက်နေတာလေးတည်းသူရထူးခြားကြံလေးနော်အဲ့ဒါဟုတ်တယ်ဟုတ်တယ်အရင်ချစ်စရာကောင်းတယ်အဲ့လိုမြင်လိုက်တာနဲ့အရင်အသေးရပြီးတော့လေသူတို့ဖြစ်ချင်တာပေါ့နော်ကလေးလေးကိုလေအဲထိရလေကလေးချစ်တတ်တော့အဲ့လိုကလေးလေးတွေမြင်လာရင်အဲ့လိုအရင်ဟိုသူတို့ညှစ်ညှစ်ချင်တာညှစ်ပြီးချီးခြင်းနဲ့သူတို့နဲ့ဆော့ခြင်းနဲ့ ပြီးကလေးတွေကကိုယ့်ကိုပြုံးပြလို့ရှိရင်အရင်ပျော်တယ်အဲ့လိုဆိုတော့တို့ကတကယ် pure ပေါ့နော် pure intention နဲ့ပြုံးပြအောင်ပေါ့နော်တို့တကယ်ကိုယ့်ကိုအဲကိုယ့်ကိုကြိုက်လို့အဲကိုယ့်ကိုယ်နဲ့အဆင်ပြေလို့ပြုံးပြရတယ်အဲသိရမလားဆိုတော့အရင်ကလေးလေးတွေပြုံးပြရင်ကိုယ်အရင်ပျော်ကိကိဖြစ်သွားခန်းစားကြလားဒီပေါ်နည်းနည်းအောင်မစိုးပါဘူးပေါ့နည်းနည်းအသက်လေးနည်းနည်းလေးပိုကြီးလာပြီပေါ့ 23နှစ်ပြည့်တော့မယ်နောက်3ရက်ဆိုပြည့်ပြီနောက်3ရက်ဆို23ရက်23ရက်ဟုတ်တယ်ကျန်သားတက်တာ23 23ဆိုတော့မမေကဟိုတနေ့ကကားမှာပြောနေအော်သမီးကလည်း23နှစ်ပြည့်ပြီဆိုတော့24လေးရောက်သွားပြီနော်တဲ့တော့သူတွေးနေတာသမီးနေနဲ့ကြီးလာပြီပေါ့ ်ပေါ့ဗျာ35ပြည့်တော့ပြီ35ပြည့်အဲ့ခဏလေးလေးအမ23တော့ခုမပြည့်သေးဘူးအမစွတ်အမ25စွတ်25ဆုံးလေးပဲရှိသေးတယ်25ဆုံးဆုံးလေးပဲရှိသေးတယ်ကိုကိုကိုစီကိုဆွဲပေါ့လားအဲ့ချင်းမတီလေးအဲ့ကြီးလာလို့ရှင်ရန်ကိုထူးချွတ်ထမ်းမြက်ပြီးတော့မိဘကိုတည်တတ်တဲ့ဒါလေးတယောက်ဖြစ်ပါစေလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးပါ